်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးပရောဖက်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ်ကျွန်ုပ်အထဲတွင်ပြားသခင်လှုပ်ဆောင်နေသည်ဆိုတဲ့ကောင်းစဉ်နဲ့ဖိလိပ္ပိအခန်းကြီးနဲ့အငယ်73ကိုဆင်ခြင်သွားခြင်းပါတယ် အကြောင်းမူကားသင်တို့သည်အလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းသင်တို့အထဲ၌စေတနာတော်အားဖြင့်ပြုပြင်တော်မူသောသူကဖျားသခင်ပေသည်ကျွန်တော်ယုံကြည်သူတွေဟာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်ကူးစားတဲ့နောက်ပိုင်းတည်းမှာကိန်းဝတ်အသက်ရှင်နေတဲ့ဖျားသခင်ရဲ့တန်ရှင်းသောဘုရင်တော်အားဖြင့်ဖျားသခင်ကကျွန်တော်အထဲမှာအလုလုဆောင်နေပါတယ် ဘုရားသခင်ကကျွန်တော်တို့ကြင်ကြံပြုမှုလှုပ်ဆောင်နိုင်တာထက်ကျွန်တော်တို့စိတ်နှလုံးကိုပူပြမစိတ်ဝင်စားပါလေကျွန်တော်တို့အတ္တတာရင်ကျက်ကြီးထွားလာဖို့ ਨੇ တနေ့ထက်တနေ့ဘုရားသခင်ရဲ့ချစ်တော်မူတဲ့သားတော်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ရဲ့တရံအဖြစ်ကြီးထွားလာအောင် စိတ်နှလုံးထဲကနေပြမလှုပ်ဆောင်ပေးနေတယ်ဒါကလည်းယောမအခန်းကြီး၈အငယ်၂၉မှာဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ရဲ့အလိုတော်နဲ့အညီခွဲခန့်မှတ်သားထားခဲ့တာဖြစ်တယ်။ယုံကြည်သူခရိယန်အသက်တာနဲ့ပတ်သက်လာတဲ့အခါမှာအရာအားလုံးဟာနှလုံးသားထဲကနေစတင်ပါတယ်။ဘုရားသခင်ကသူ့ရဲ့အလိုတော်နဲ့အလိုဆန္ဒတွေကို ဆောင်ကျင်းပေးဖို့အတွက်စိတ်လုံးမှာလှုပ်ဆောင်ပါတယ်။ကျွန်တော်ပြုမှုပုံနဲ့နေထိုင်ပုံကကျွန်တော်စိတ်လုံးမှာဖြစ်ပေါ်နေတဲ့အရာတွေနဲ့တိုင်းရိုက်သက်ဆိုင်ပါတယ်။ကျွန်တော်နှလုံးသားထဲမှာလှုပ်ဆောင်သွားတဲ့ အတိုင်းပဲကျွန်တော်ဘဝအတ္တအဆုံးထိတိုင်အောင်လှုပ်ဆောင်သွားမှာဖြစ်တယ်။အခုအချိန်မှာတန်ရှင်းသောဝိညာဉ်တော်ဟာဘုရားသခင်ကို နာခံမှုနဲ့အမှုတော်ဆောင်ဖို့အတွက်ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာအလုဆောင်နေပါတယ်။ယုံကြည်သူခရိယန်များစွာက အပြင်ဘက်မှာဘုရားသခင်ကိုနာခံဖို့ကြိုးစားနေကြပေမဲ့လေစိတ်နှလုံးအတွင်းမှာတော့ဘုရားသခင်ကသူတို့ကို ပြောင်းလဲဖို့ရန်အတွက်ခွင့်မပြုကြပါဘူး။ သူတို့ဟာလှုပ်ရမယ့်အရာမလှုပ်ရမယ့်အရာတွေကျင်းရမယ့်အရာရှောင်ရမယ့်အရာတွေကိုတော့အပြင်ပန်းအနေနဲ့လက်ခံတယ်။ပြားခင်ကသူတို့ရဲ့စိတ်နှုံးကို ပြောင်းလဲဖို့ရန်ခွင့်မပြုဘဲနဲ့မှန်ကန်တဲ့အသက်ရှင်ခြင်းကိုကြိုးစားကြတယ်။သူတို့ဟာခရိယံအသက်တာကိုသူတို့ရဲ့စိတ်နှုံးထဲမှာ ပြားခင်ပြုခဲ့တဲ့အရာတွေကနေဘယ်တော့အခါမှစီစဉ်ခွင့်မပြုကြပါဘူး။ ယုံကြည်သူခရိယန်များစွာကဘုရားသခင်ဟာသူတို့အပြုအမူတွေကိုသူတို့ရဲ့အတွင်းသဘောထားတဲ့ပူပြောမှစိတ်ဝင်စားတယ်လို့ထင်မြင်ကြတယ်။ဒါပေမဲ့လည်းစစ်မှန်တဲ့နာခံမှုဟာစိတ်လုံးတဲကနေဆင်းသက်လာပြီးတော့လှုပ်ဆောင်ချက်တွေမှာသူတို့ကိုသူတို့ပေါ်ပြပါတယ်။ဘုရားသခင်အတွက်ကျွန်တော်တို့လှုပ်သမျှအရာတိုင်းကဘုရားသခင်ကိုနှစ်သက်စီလိုတဲ့စန္ဒကြောင့်ဖြစ်ရမယ်။ဘုရားသခင်ကကျွန်တော်တို့စိတ်လုံးထဲမှာအလုတ်လှုပ်ပြီးတော့သူ့ကိုနာခံမှုနဲ့ ဝန်ဆောင်မှုအတွက်အလိုဆန္ဒအသစ်တွေကိုတည်ဆောက်ပေးပါတယ်ခရိယအသက်တာဆိုတာကတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့အသွင်ပြောင်းပေးဖို့နဲ့ကျွန်တော်အတွေ့အခေါ်တွေကိုအားကောင်းလာစေဖို့ပြုပြင်ပေးမှုကိုဝန်ခံရမယ့်အရာဖြစ်ပြီးတော့ကျွန်တော်တို့စိတ်နှလုံးအထက်ကနေအတွင်ပိုင်းပြောင်းလဲခြင်းတွေကနေတဆင့်အပြင်အပြုတ်အမှုတွေကလိုက်လာတာဖြစ်တယ်ပြောင်းလဲတဲ့စိတ်နှလုံးတွေကနေတဆင့် အပြင်အပြုတ်အမှုတွေဖြစ်လာတာဖြစ်တယ်။ဒါကြောင့်စိတ်လုံးထဲမှာစိတ်မနဲ့နာခံမှုလိုအပ်ပါတယ်။အခုအချိန်မှာဘုရားသခင်ကကျွန်တော်ဘဝမှာလှုပ်ဆောင်နေပါတယ်။သူဟာကျွန်တော်ရဲ့တွေးခေါ်ပုံကို ပြောင်းလဲစေပြီးတော့ခရစ်တော်ကိုနာခံမှုနဲ့ဝန်ဆောင်မှုအတွက်ဆန္ဒအတိတ်တွေကို ဖန်တီးပေးပါတယ်။ကျွန်တော်ဘဝအတွက်ဘုရားသခင်ရဲ့အလိုတော်ကိုပြည့်မြောက်စေဖို့ကိုယ်တော်ကကျွန်တော်ကိုခွန်အားပေးနေတယ်။ပြသခင်ကကျွန်တော်တို့ကိုဖြစ်စေခြင်းနဲ့ဆန္ဒကိုကျွန်တော်နဲ့ မစပါဘူးပြာသခင်က ကျွန်တော်စိတ်လုံးထဲမှာတန်ရှင်းသောဝိညာဉ်တော်လှုပ်ဆောင်ခြင်းအားဖြင့်အစပြုစတင်ပါလေပြာသခင်ကကျွန်တော်စိတ်လုံးကိုအသွင်ပြောင်းနိုင်စေဖို့ခွန်အားပေးခွင့်ပြုတာနဲ့ခရစ်တော်ကိုအောင်ပွဲခံပြီးတော့အမှုတော်ထမ်းဆောင်ဖို့အတွက်ခွန်အားနဲ့စွမ်းအားအသက်တွေကိုကျွန်တော်တို့တွေ့ရှိလာမှာဖြစ်တယ်။ယောမအခန်းကြီး၈အငယ်၂၇မှာစိတ်လုံးကိုစစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်ဤစိတ်တဘောကိုတည်တော်မူ၏အကြောင်းမူကားဝိညာဉ်တော်သည်တန်ရှင်းသူတို့ဤဆုတောင်းခြင်းအမှုကိုပြာသခင်ဤအလိုတော်နှင့်အညီဆောင်မတော်မူ၏လို့ဆိုထားတော်ကျွန်တော်အသက်တာစိတ်နှုံးထဲမှာဝိညာဉ်တော်ပြုပြင်လှုပ်ဆောင်ပေးနေမှုကိုဘလောက်ဝန်ခံနာခံနေတယ်လဲဆိုတာကိုပြာသခင်ကစစ်နေတော်မူမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်အရာကျွန်တော်ဝန်ခံအသက်ရှင်သွားကြဖို့က ဘုရားသခင်က ကျွန်တော်တို့ဘဝမှာလှုပ်ဆောင်နေပါတယ်ခရစ်တော်ကိုနာခံမှုရှိလာစေဖို့အတွက်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့အထင်းမှာလှုပ်ဆောင်နေပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုနာခံပြီးတော့အစီခံလိုတဲ့ဆန္ဒကိုပြီးပါတယ်ဘုရားသခင်ကကျွန်တော်တို့မှာအလုလုနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အားဖြင့်လည်းသူ့ရဲ့နိုင်ငံတော်အတွက်လှုပ်ဆောင်နိုင်ပါတယ်ဂျာနာဆင်ကျင်ခဲ့တဲ့သူတိုင်းအသက်တာထဲမှာဘုရားသခင်လှုပ်ဆောင်နေမှုကြောင့် အတွင်းစိန်လုံးပြောင်းလဲခြင်းကနေအပြင်အပြုတ်မှုတွေအလုံးပြာခင်ဘုံတော်ထင်ရှားနေတဲ့အတ္တဓာတ်တွေအဖြစ်ပြာခင်အတူရှိပြီးတော့ကောင်းချီးပေးပို့ဆောင်ပေးနေပါစေအာမင်ဒီကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အာရုံပါရန်မြစ်တာပြည့်လို့ဆိုအပ်ပါသည်